သတိရချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့တင်ပေးမှာတော့ဒါအခုလာမယ်16ရက်17လ2025အတွက်ပါနော်ဖိုင်တအနေနဲ့ကျွန်တော်တင်ပေးတာပါဒါကျွန်တော်မိတ်ဆွေတွေကိုအားလုံးကိုရားစေခြင်းလို့အချိန်မီတင်ပေးခြင်းဖြစ်ပါတယ်ဗျာနော်ကဲကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ခဏန်းယူတဲ့ပုံစံလေးကြည့်အောင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်ဒီထိတ်ဆီးယူတဲ့ပုံစံလေးကိုကျွန်တော်အရင်ပြပေးမယ်နော်ဒါကတော့ထွက်ရှိပြီးသားကလင်နာမတန်းလေးတွေပါကျွန်တော်ကတော့ အပင်ရေလိုက်ခွင့်ပြီးတော့ငါးခွင့်မြောက်ငါးခွင့်မြောက်ကျွန်တော်အပင်ရေနဲ့ခွင့်ပေးထားတာပါနော်။ကန်ဟုတ်ပြီကျွန်တော်တို့ထိတ်ဆီးယူတဲ့ပုံစံလေးကျွန်တော်တို့ကြည့်ရအောင်ဗျ။ထိတ်ဆီးယူတဲ့ပုံစံလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်နဲ့ရှင်းနဲ့ပေါင်းမယ်နော်။ဒီဟာခွန်နဲ့ရှင်းနဲ့ပေါင်းတော့ကျွန်တော်တို့ကငားရတယ်ဗျာနော်။ဟုတ်ပြီကြည့်ရအောင် အဲ့ဒီငားနဲ့ညီမျှတဲ့တံဖို့ပေါ့နော်ကျွန်တော်တို့ထိတ်စီရှာတာဖြစ်တဲ့အတွက်ထိတ်စီပေါင်းရင်းလဲပါမယ်နော်ဟုတ်ပြီကြည့်အောင်ဒီကနှစ်ရယ်ဒီမှာတုံညရယ်ဒီမှာထိတ်စီဖြစ်တဲ့သုံးနဲ့ပေါင်းမယ်နော်ဒီတိုင်းလမ်းပေါင်းလိုက်မယ်နှစ်ရယ်တုံညရယ်သုံးရယ်ပေါင်းတော့လဲအဲ့မှာကျွန်တော်တို့ငားရတာကိုတွေ့ရတယ်ဗျာနော် ကျွန်တော်မျိုးတွေရှင်းလာမသိဘူးဒီမှာ9နဲ့7နဲ့ပေါင်းတော့ကျွန်တော်တို့9ရတယ်ဒီမှာ2နဲ့2ရ3ရရ3ရပေါင်းတော့လဲဒီမှာကျွန်တော်တို့9ရတာကိုတွေ့ရတယ်ဗျာနော်ဟုတ်ပြီကျွန်တော်တို့ဒါပထမဘင်ပေါ့နော်နောက်တစ်ဘင်ဆက်ကြည့်အောင်နော်နောက်တစ်ဘင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ6နဲ့6နဲ့ပေါင်းမယ်နော်6နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့က3ရပေါ့နော်3ရရတယ် အဲ့ဒီတုံညာနဲ့ညီမျှတဲ့တံမိုးပေါ့နော်ဒီမှာကဏ္ဍနေရာုံနေရာထားလေးတွေကကျွန်တော်တို့ပထမအပင်တိုင်းပဲသွားမယ်ဗျာနော်ဒီကနှစ်ရယ်ဒီမှာငားရယ်ဒီမှာထိတ်စီးဖြစ်တဲ့သုံးရယ်ပေါ့နော်နှစ်ရယ်ငားရယ်သုံးရယ်ပေါင်းတော့လဲအဲ့မှာကျွန်တော်တို့တုံညာရတာကိုတွေ့ရတယ်ဗျာနော်ဒီပင်တိုင်းပဲကျွန်တော်တို့လိုက်ပြီးတော့ပေါင်းသွားမယ်เนาะ ဲ့နှစ်ရယ်၅ရယ်၃ရယ်ပေါင်းတော့လဲအဲ့မှာကျွန်တော်တို့တုံညရတာကိုတွေ့ရတယ်ဗျကျွန်တော်မျိုးတွေရှင်းလာမသိဘူးမြင်ရလာမသိဘူးဗျာနော်ဟုတ်ပြီကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကျွန်တော်တို့ကြည့်ရအောင်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ဒီမှာ6နဲ့ကျွန်တော်တို့7နဲ့ပေါင်းပါဗောနော်6နဲ့7နဲ့ပေါင်းတော့ကျွန်တော်တို့ကလေးရတယ်ဗျာနော်အဲ့ဒီလေးနဲ့ညီမျှတဲ့တန်ဖိုးကျွန်တော်တို့ ဒီထိတ်စီးပေါင်းခြင်းလဲပါမယ်ပေါ့နော်ခဏနေရအောင်နေရာထားလေးတွေကဒီမှာပထမအပင်တိုင်းပဲကျွန်တော်တို့သွားမယ်နော်ဒီက6ရယ်ဒီမှာ9ရယ်နော်အခုဒီမှာအခုလာမယ်ထိတ်စီးရယ်ပေါင်းရင်လဲကျွန်တော်တို့ကထား400မှာပေါ့နော်6ရယ်9ရယ်ပေါင်းတော့ကျွန်တော်တို့က9 9နဲ့ကျွန်တော်တို့က9နဲ့ပေါင်းမှာကျွန်တော်တို့က400မှာပေါ့နော်9နဲ့9နဲ့ ပေါင်းမှကျွန်တော်တို့က400မှာဆိုတော့ဒါကျွန်တော်တို့ထိဆီးအနေနဲ့ကိုပေါ့နော်ဒါကကျွန်တော်ထိဆီးယူပြတဲ့ site လေးပါနော်ကျွန်တော်မျိုးတွေမြင်ရလားမသိဘူးဗျအရှင်းလားမသိဘူး6ရယ်9ရယ်အခုဒီလာမဲ့ထိဆီးတစ်လုံးရယ်ပေါင်းရင်လည်းကျွန်တော်တို့ကဒါ400မှာပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ဒါဆိုလို့ရှိရင်ဒါကျွန်တော်ထိဆီးယူပြတဲ့ site လေးပါနော် ထိတ်ဆီးယူပြတဲ့ site လေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ခါးလည်တိုင်းယူတဲ့ site လေးကျွန်တော်တို့ကြည့်ရအောင်ဗျာနော်ခါလေတိုင်းယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်အမင်းလေးလေးနဲ့ပြလိုက်မယ်နော်ရှင်းတော့အောင်မလို့ဒီမှာရှေ့ရယ်တုံညရယ်နော်ဒီကတုံရယ်ရှေ့ရယ်တုံညရယ်တုံရယ်ပေါ့နော်ဒီလိုမျိုး ရှစ်ရက်သုံးရက်သုံးရက်ပေါ့နော်ကျွန်တော်တို့တစ်ရတယ်ဗျာနော်အဲ့ဒီတစ်နဲ့ညီမျှတဲ့တံမိုးကျွန်တော်တို့ခါးလေတိုင်းရှာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခါးပေါင်းခြင်းလဲပါမယ်ပေါ့နော်ဒီမှာသုံးရက်ရဲ့2ရက်ဒီတိုင်းပေါင်းမယ်နော်6ရက်သုံးရက်ရဲ့2ရက်6ရက်ပေါင်းတော့လဲအဲ့မှာကျွန်တော်တို့တစ်ရတာကိုတွေ့ရတယ်ဗျာနော်7ရက်3ရက်3ရက်ပေါင်းတော့လဲ1 ကျွန်တော်တို့ဒီမှာ၃ညရဲ့2ရဲ့6ရဲ့ပေါင်းတော့လဲ1เนาะကဲအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဆက်ကြည့်ရအောင်เนาะဒီက2ရဲ့နောက်တစ်ပတ်ဒါနောက်တစ်ပတ်เนาะနောက်တစ်ပတ်မှာဆိုလို့ရှိရင်2ရဲ့5ရဲ့ဒီမှာ8ရဲ့เนาะ2ရဲ့5ရဲ့8ရဲ့ပေါင်းတော့ကျွန်တော်တို့2နဲ့5နဲ့ပေါင်းတော့ခွန်း7နဲ့ပေါင်းတော့ကျွန်တော်တို့ခွန်းနဲ့7နဲ့ပေါင်းတော့ကျွန်တော်တို့900ရတယ်ဗျာနော် ဟုတ်ပြီကျွန်တော်တို့စစ်ကြည့်အောင်နော်ခဏတုန်းကအတိုင်းပဲခဏယူတဲ့ပုံစံလေးကဒီမှာငားရဲ့ဒီကငားရဲ့အခုအဲ့မှာခားလေတိုင်းရဲ့ပေါင်းရင်လဲကျွန်တော်တို့ငားဖြစ်ရမှာပေါ့နော်ငားသုံးလုံးပေါင်းတော့လဲကျွန်တော်တို့အဲ့မှာငားရတာကိုတွေ့ရတယ်ဗျကျွန်တော်မျိုးတွေရှင်းလားမသိဘူးကျွန်တော်ပြတဲ့ဟာလေးတွေခိုင်ဟုတ်ပြီကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကျွန်တော်တို့ကြည့်ရအောင်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်အဲ့တိုင်းပဲဒီမှာ9 9နဲ့ပေါ့နော် ခွန်နဲ့ကိုးနဲ့ခွန်ရယ်ကိုးရယ်ဒီမှာရှေ့ရယ်ပေါ့နော်ပထမအပင်တိုင်းပဲသွားမယ်နော်ခွန်နဲ့ကိုးနဲ့ပေါင်းတော့ကျွန်တော်တို့600ရတယ်6နဲ့7နဲ့ပေါင်းတော့ကျွန်တော်တို့အဲ့မှာ400ရတယ်ဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခုလာမယ့်ပင်မှာဆိုလို့ရှိရင်ကြည့်အောင်ကိုးရယ်ရှေ့ရယ်ဒီမှာအခုလာမယ့်ခါးလေတိုင်းရယ်ပေါင်းရင်လည်းကျွန်တော်တို့ကဒါ400ရမှာပေါ့နော် 9နဲ့10နဲ့ပေါင်းတော့ကျွန်တော်တို့ကခွန်9နဲ့ကျွန်တော်တို့ကခွန်နဲ့ပေါင်းမှကျွန်တော်တို့က400မှာပေါ့နော်9ရက်ရှိရပေါင်းတော့ခွန်ခွန်နဲ့ခွန်နဲ့ပေါင်းပါကျွန်တော်တို့က400မှာဆိုတော့ဒါကျွန်တော်တို့ခားလေတိုင်းနေနဲ့ကျွန်တော်တို့ခွန်ရပါတယ်ဗျာနော် ကျွန်တော်မိတ်ဆွေတွေရှင်းလာမသိဘူးကျွန်တော်ပြပေးတဲ့ဟာလေးတွေကဲဟုတ်ပြီကျွန်တော်တို့ဒါဆိုလို့ရှိရင်ဒီမှာထိတ်စီးရသွားပြီကျွန်တော်တို့ခားလေတိုင်းလည်းရသွားပြီနော်အဲ့တော့ကျွန်တော်တို့အပိတ်ယူတဲ့ site လေးကျွန်တော်တို့ကြည့်ရအောင်ဗျာနော်အပိတ်ယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ3နဲ့9နဲ့ပေါင်မယ်နော်ဒီက3နဲ့9နဲ့ပေါင်တော့အဲ့မှာကျွန်တော်တို့ရှင်းရတယ်ဗျဟုတ်ပြီ ကြည့်အောင်အဲ့ဒီရှင်းနဲ့ညီမျှတဲ့တန်ဖိုးကျွန်တော်တို့ဒီနောက်ပိတ်ပေါင်းရင်လည်းပါမယ်နော်ဒီမှာခွန်ရယ်ကိုးရယ်ဒီမှာအပိတ်ဖြစ်တဲ့နှဲ့ရယ်ပေါင်းမယ်နော်ဒီတိုင်းပေါင်းပါပေါ့ကျွန်တော်တို့ခွန်ရယ်ကိုးရယ်နှဲ့ရယ်ပေါင်းတော့လေအဲ့မှာကျွန်တော်တို့ရှင်းရတာကိုတွေ့ရတယ်ဗျာနော်ခွန်နဲ့ကိုးနဲ့ပေါင်းတော့6 6နဲ့နှဲ့နဲ့ပေါင်းတော့အဲ့မှာရှင်းနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခု ဒါပထမပင်ပေါ့နော်နောက်တစ်ပင်ဆက်ကြည့်အောင်နောက်တစ်ပင်မှာဆိုလို့ရှိရင်လည်းကြည့်အောင်ကြိုက်လားမကြိုက်လားကျွန်တော်တို့တွေ့ကြည့်အောင်နော်ဒီမှာ၈ရဲ့ဒီက6ရဲ့ပေါင်းမယ်နော်၈နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့က၄ရတယ်ဗျနော်အဲ့ဒီ၄နဲ့ညီမျှတဲ့တန်ဖိုးဒီမှာနောက်ပိတ်သုံးလုံးပေါင်းရင်လည်းကျွန်တော်တို့က၄ရမှာပေါ့နော်နောက်ပေါင်းခြင်းလည်းပါမယ်ခဏနေရအောင်ဒီထားလေးတွေကဒီအတိုင်းပဲနော်ပထမအပင်တိုင်းပဲကြည့်အောင်ဒီမှာ6ရဲ့ ီမှာနှစ်ရယ်ဒီမှာအပိတ်ဖြစ်တဲ့6ရယ်နော်ဒီသုံးလုံးပေါင်းရင်လည်းကျွန်တော်တို့ဒါ၄ဖြစ်နေရမှာပေါ့နော်6နဲ့နှစ်နဲ့ပေါင်းတော့8 8နဲ့6နဲ့ပေါင်းတော့လေ၄ကြိုက်လားမသိဘူးကျွန်တော်မျိုးတွေနော်ကျွန်တော်ပြတာလေးတွေရှင်းလားမသိဘူးမှင်နေရဟောနည်းနည်းထူတော့နည်းနည်းတော့မျက်စိထဲတော့ရှုပ်သွားမယ်နော်အဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကျွန်တော်တို့ကြည့်ရအောင်နော်အခုလာမဲ့ပင်မှာဆိုရင်ဘာရမှာတော့ဘောနော်အဲ့တိုင်းပေါင်းမယ်ဆိုလို့ရှိရင်ဒီက 6နဲ့ဒီမှာ9နဲ့เนาะ6နဲ့9နဲ့ပေါင်းတော့အိမ်မှာကျွန်တော်တို့9ရတယ်ဗျဟုတ်ပြီအဲ့ဒီ9နဲ့ညီများတဲ့တန်ဖိုးဖြစ်အောင်ပါဗောနော်ဒီက6ရယ်ဒီမှာ6ရယ်အခုလာမဲ့ဒီအပိတ်ရယ်ပေါင်းရင်လဲကျွန်တော်တို့ကဒီ9ရမှာဗောနော်6နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့2 2နဲ့ကျွန်တော်တို့အခုလာမဲ့အပိတ်နဲ့ပေါင်းရင်ကျွန်တော်တို့က9ရမှာဆိုတော့ 900မှာဆိုတော့နှစ်နဲ့ကျွန်တော်တို့3နဲ့ပေါင်းမှာကျွန်တော်တို့က900မှာပေါ့เนาะအဲ့တော့ကျွန်တော်တို့အပိတ်အနေနဲ့ကျွန်တော်တို့ဒါ300ပါတယ်ဗျဒါကျွန်တော်နောက်ပိတ်ယူပြတဲ့ site လေးပါเนาะကျွန်တော်မျိုးတွေရှင်းလာမသိဘူးကျွန်တော် အခုဒါတင်ပေးတာကအခုလာမဲ့16ရက်စက်တလ2025အတွက်ပါเนาะထိတ်လေပိတ် တကွာကောင်း6ခုခွန်သုံးပါဗျာနော်ကျွန်တော်အမျိုးတွေအားလုံးကိုရသေးခြင်းလို့ကျွန်တော်အချိန်မီတင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကိုခုမှဝင်ကြည့်တဲ့မိတ်ဆွေတွေအနေနဲ့ကလည်းကျွန်တော်နောက်ထပ်တင်ပေးမယ့်ဗီဒီယိုလေးတွေကိုအများအားတွေ့ရအောင်ကျွန်တော်ရဲ့ channel ကို subscribe ဆိုတဲ့ button လေးကိုနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်နော်နောက်ထပ်လည်းကျွန်တော် break line တွေ၊ gua bounce site လေးတွေကျွန်တော်ဆက်ပြီးတော့တင်ပေးဖို့ရှိပါတယ်နော်ကျွန်တော်ညီကောင်မောင်နှမတွေအားလုံးပောက်ကွက်နန်းနေရရှိကြပါသေးဗျာ